်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ဒေါအောင်ဆန်းစုကြည်နဲ့တကွာနိုင်ခြင်းများအားလုံးကိုအမြန်ဆုံးလွတ်ပြီးဖို့လွှတ်တော်ကုစားပြုကော်မတီတွေပူးရဲတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကမ္ဘာငင်းချိုင်းနိုဘယ်ဆုရှင်လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့ပြည်내နဲ့ Federal Union လွှတ်တော်တွေလွှတ်တော်ကုစားပြုကော်မတီတွေကဒီကနေ့ရက်စွဲနဲ့ပူးရဲသဘောထားထုတ်ပြန်လိုက်ပါတယ်လာမယ့်ဇွန်လ19ရက်နေ့မှာကြာရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့နှစ်80ပြည့်ဝန်းကျင်အထိမ်းအမှတ်အဖြစ်ဇဂိုင်း Federal Union လွတ်တော်တနင်္သာရီတိုင်းလွတ်တော်မကွေး Federal Union လွတ်တော်ရန်ကုန်တိုင်းလွတ်တော် ERI တိုင်းလွတ်တော်ကချင်ပြည်နယ်လွတ်တော်ကိုစားပြုကော်မတီ၊ကယားပြည်နယ်လွတ်တော်သုံးရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကရင်ပြည်နယ်လွတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ်လွတ်တော်ကိုစားပြုကော်မတီတို့ကထုတ်ပြန်လိုက်တာပါကမ္ဘာငင်းချင်းနိုဘယ်ဆုရှင်လူမှုကောင်းဆောင်တောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့မှာတည်တက်တော်ရာကျော်ရှိပါစေကြောင်းနဲ့အမြန်ဆုံးလွတ်မြောက်ပါစေကြောင်းမွေးနေ့ဆုမွန်ကောင်တောင်းအပ်ပါတယ်လို့ဖော်ပြထားပါတယ်အာနာသိန်းစစ်တပ်ရဲ့ဥပဒေမဲ့လုံရက်တွေကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြုနေတဲ့နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားတွေဟာတောင်းပေါ်မြေပြန့်ကြီးလက်မြို့ပြမကြံနေရာဒေသအစုံမှာအထွေထွေအကျပ်တဲတွေကိုအစိုးရဆောင်ရှင်ဆိုင်ကြုံတွေ့နေရပြီးပြည်တော်စုရဲ့အနာဂတ်မှာ လည်းမရင်ရမတင်ကြမှုတွေနဲ့အလွန်ဆိုးရင်ရတဲ့အခြေအနေရောက်ရှိနေရလို့ပူးရဲကြေညာချက်ပါအဖွဲ့အစည်းတွေကဆိုပါတယ်မြန်မာပြည်သူလူထုတရက်လုံးရဲ့လူလားတောင်းတသဘောထားဆန္ဒဖြစ်တဲ့ဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့မှာပြည်ထောင်စုအနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်တရက်ဖြစ်တယ်လို့အလေးအနက်ယုံကြည်လက်ခံတယ်လို့ဖော်ပြပါတယ်ဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်တိုင်းဒေသခေါင်းဆောင်တွေပါဝင် key stakeholder တွေအားလုံးသဘောတူတဲ့နိုင်ငံရေးအခင်းအကျင်းကိုမဖြစ်မနေအကောင့်ထဲပေါ်ရမှာဖြစ်ပြီးအဲ့ဒီနိုင်ငံရေးအခင်းအကျင်းတရက်ပေါ်ပေါက်ပြီးမ မှသာအခြားသောနိုင်ငံ၏အစီအမံတွေဆက်လက်ဆောင်ရွက်မယ်လို့ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးမြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်အခွန်များသာဖြစ်နေရလို့ကုလရှင်မြန်မာတမတ်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာအခွန်များသာဖြစ်နေကြောင်းတမတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်။ဇွန်လ16ရက် HIV AIDS ဆိုင်ရာကုလသမဂ္ဂအစည်းအဝေးတရက်မှာကုလသမဂ္ဂဆိုင်ရာမြန်မာမြင်းနဲ့ကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားရမှာအထက်ပါတိုင်းပြောကြားခဲ့တယ်လို့ HIV ကူးစက်ခံထားသူများအနေနဲ့တောက်ဆေးထိုးစင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေခံစားခွင့်ရရှိဖို့အတွက်အလွန်အမင်းရုန်းကန်နေရကြောင်းလည်းဆိုပါ ါတယ်။အစံဖက်စေယုံစုကသူတို့တတ်ဆိုးရှိဖို့အတွက်အသေးအတန်ရုံးကန်နေရတာကတကြောင်။နောက်တစ်ကြောင်ကတော့ပြည်သူကိုရန်သူလိုပဲတိမတ်နေတာပေါ့။အဲ့လိုဆိုတော့ပြည်သူ့ကျမ်းမာရေးဆိုတာအပေါ်ရဟန်ပြအစင်ပဲရှိတော့တယ်။စေယုံစုကိုယ်တိုင်ကိုကအရေးပေါ်ခန်းနေရောက်နေတာဆိုတော့သူတို့ကိုသူတို့တောင်အရေးပေါ်ခန်းနေကနေဆွဲမထုတ်နိုင်ဖြစ်နေတာလို့ရန်ကုန်ချင်းဆိုင်နိုင်ငံဆောင်မရှင်တအုပ်ကပြောပါတယ်။မြန်မာနိုင်ငံကဲ့သို့သောထိရှာလွယ်ပြီးဖွံ့ဖြိုးတိုးတက်မှုအနှိမ်ပါဆုံးဖြစ်တဲ့နိုင်ငံတနိုင်ငံမှာ HIV ကူးစက်ခံထားသူများအပါအဝင်လူနာအများစုကမိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးမိဖက် ်များထံမှအကူအညီများပေါ်အကြီးမားဆုံးမိခိုနေရပြီးရန်မုံငွေဖြတ်တောက်ခြင်းက၎င်းတို့ပေါ်မှာကြီးလေးတဲ့တက်ရမှုရှိကြောင်းသံအမတ်ကြီးကဆိုပါတယ်မြန်မာနိုင်ငံမှာ HIV AIDS ကိုပြည်သူ့ကျန်းမာချင်းချမှုဖြစ်နေခြင်းမှာရှက်တန်ဖို့စေအုပ်စုကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ဆေးဝါးများထောက်ကူတွေကိုဆက်လက်နဲ့တပွဲအသုံးပြုနေခြင်းကိုဦးစားပေးရတဲ့အမှာဖြစ်ကြောင်းထိုနီးတူစွာမြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်နဲ့မတရားစစ်အာဏာသိမ်းမှုတို့ကမြန်မာအကြက်တွေရဲ့အဓိကဇင်းမြစ်ပြဿနာဖြစ်တာကြောင့်စစ်အာဏာရှင်စနစ်နဲ့မတရားစစ်အာဏာသိမ်းမှု ှုတွေကိုလုံးဝအပိသက်ချုပ်ငြိမ်းစေဖို့လှုပ်ဆောင်မှာဖြစ်ကြောင်းအဲ့လိုလှုပ်ဆောင်နိုင်ဖို့နိုင်ငံတကာအတိုင်ဝန်အနေနဲ့ဆေးရုပ်စုပေါ်မှာခိုင်မာတဲ့အရေးယူဆောင်ရွက်ချက်များချမှတ်မှာဖြစ်ကြောင်းအဲ့ဒီအရေးယူဆောင်ရွက်ချက်တွေမှာဆေးရုပ်စုထံကိုလက်နက်စီးမှုနဲ့လင်းရင်စီးဆင်းမှုတို့ဖြတ်တောက်ရေးတို့ပါဝင်ကြောင်းလည်းတာမတ်ကြီးကဆက်လက်ပြောပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့တော်လိုင်းအင်အားစုများပုံမပေါင်းစည်းချိတ်ဆက်ဖို့စစ်အင်အားတိုးချဲ့တည်ဆောက်ဖို့အချင်းညီနောင်အတူရင်းမှုအဖွဲ့ဝင်တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လိုင်းအင်အားစုများအားလုံးအနည်းနဲ့အခုထက်ပေါင်းစည်းချိတ်ဆက်ပြီးတိုက်ပွဲဝင်မှသာတော်လိုင်းအမြန်ဆုံးပြီးမှဖြစ်ကြောင်းချင်းညီနောင်အတူရင်းမှုအဖွဲ့ဝင်အားလက်ခဲကပြောကြားပြီးစစ်ရေးအင်အားကိုတည်ဆောက်ဖို့အရေးကြီးဆုံးကာလဖြစ်တယ်လို့တိုက်တွန်းလိုက်ပါတယ်။လက်ရှိမှာစစ်ကောင်စီကလူငယ်များကိုစူးစမ်းတနန်းပေးနေပြီးစစ်အုပ်စုကလုံဆရာရှိရာတွေကိုဇက်တိုက်လုပ်နေကြောင်း၎င်းက ပါတယ်ဒါကြောင့်တော်လိုင်းအင်အားစုတွေဘက်ကလည်းလွတ်မြောက်ပြီးသားနေမြေကိုထိန်းဖို့နဲ့တော်လိုင်းကိုမြန်မြန်ဆန်ဆန်သွားနိုင်ဖို့စစ်အင်အားများတိုးချဲ့ရန်လိုအပ်ကြောင်းမရာနေမြေအုပ်ချုပ်ရေးကောင်စီမရလန်ကာကွယ်တပ်ဖွဲ့ MDC MDF တရားသူကြီးချုပ်လည်းဖြစ်သူအော်လခဲကပြောပါတယ်လက်ရှိကာလကစီးရင်အင်အားကသာအဖြစ်ဖြစ်တာကြောင့်အင်အားကိုတိဆောက်ရင်အရေးကြီးတဲ့ကာလဖြစ်တယ်လို့နိုင်ငံတော်လက်ရှိနိုင်ငံရေးစီရင်ချင်းတွေကမြန်မာသမိုင်းမှာမရှိဘူးတဲ့တော်လိုင်းရေးချင်းကိုရောက်ရှိနေကြောင်းပြောပါတယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းစတဲ့ တဲ့နေရာဒေသတွေမှာတော်လိုင်းအရှင်ကောင်းနေပြီးနေစဉ်တိုက်ပွဲနဲ့အောင်မြင်မှုတွေပိုရနိုင်တယ်လို့၎င်းကသုံးသပ်ပါတယ်ဒီထက်မကလည်းအောင်မြင်နိုင်မှာမြန်မြန်ဆန်ဆန်နဲ့တော်လိုင်းပြီးစီးနိုင်ဖို့ဆိုရင်တော်လိုင်းအင်အားစုတွေ NUG အပါအဝင်ကျွန်တော်တို့ပေါင်းစည်းနိုင်ဖို့ဒီထက်တိုင်းရင်းသား EAO တွေနဲ့ PDF တွေနဲ့ CDF တွေတော်လိုင်းအင်အားစုတွေကြားမှာဒီထက်မကကောင်းမွန်တဲ့နိုင်ငံရေးစည်ရေးချိတ်ဆက်မှုတွေလုပ်ပြီးတော့မှဆက်လက်ချီတက်သွားတင်ပါတယ်လို့ချင်းညီနောင်အတွင်မှုအဖွဲ့ဝင်တွေကပြောပါတယ် စီဒီအမ်မင်တပ်စေဦးစီချုပ်စလိုင်းထန်းချုံပေကစစ်ကောင်စီကိုပြန်လည်တော်လှန်မည်ဆိုရင်အင်အားရှိအောင်တိဆောက်စုဖွဲ့လေ့ကျင့်ရမှာဖြစ်ကြောင်းဒါမှသာလူချင်းနဲ့ပန်းနိုင်ကိုရောက်နိုင်မှာဖြစ်ကြောင်းပြောကြားပါရယ်စလိုင်းထန်းချုံပေကချင်းတီတာကကွယ်တစီဒီအမ်မင်တပ်စေဦးစီချုပ်ဖြစ်တယ်လို့ချင်းကြီးနောက်စည်ရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်ပါရယ်ကျွန်တော်တို့ကအာသာပြီးစကလုံးနေနေပဲပြောပြီးတော့ဟုတ်တိပတ်တိစုဖွဲ့လေ့ကျင့်မှုမရှိဘဲနဲ့အဖြစ်ပဲတော်လိုင်းလုံနေရင်တော့ကျွန်တော်တို့ဘယ်တော့မှအောင်မြင်မှုရရှိနိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့အကြမ်းဖက်စစ်ကောင်စီကိုပြန်ပြီးတော့တုံ့ပြန်မယ် ီးမခံဘူးသူတို့ပြန်ပြီးမှခုခံတော်လှန်မယ်ဆိုရင်တော့ကျွန်တော်တို့အင်အားရှိအောင်တည်ဆောက်အောင်ပဲစုဖွဲ့လေ့ကျင့်ရမယ်အဲ့ဒါမှကျွန်တော်တို့လူချင်းရဲ့ပန်းနိုင်ကိုရောက်နိုင်မယ်လို့ပြောလိုပါတယ်လို့ဆလိုင်းထန်းချုံပေကစွန်လာစနေရကကျင်းပါတယ် CDM မင်းတန်ရဲ့အခြေခံစစ်တနန်းစင်ပွဲမှာပြောကြားပါတယ်ချင်းညီနောင်အတွင်းရေးမှုအဖွဲ့ဝင် အာလခန်းကလည်း တော်လိုင်းအရှိန်မြင့်လာနေအများစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းပြည်သူ့ဘက်ပါဝင်ပြီး CDM ပြုလုပ်ကြဖို့တိုက်တွန်းထားပါရယ်။နှွေဦးတော်လိုင်းရင်၄နှစ်ကျော်လာတာနဲ့အများတပ်ဖက်မှပြည်သူများအတွက်အင်မတန်ခက်ခဲတဲ့စိန်ခေါ်မှုတွေ၊ကျန်းမာရေးပညာရေးဝန်ဆောင်မှုစိန်ခေါ်မှုတွေ၊စီးပွားရေးကြဆင်းမှုနဲ့အလောက်ကန်ခွင့်လန်းကင်းမဲ့မှုတွေကြုံနေရပါရယ်။ဒါ့ဝိမင်းအခုတိုက်ပွဲဝင်နေတဲ့တော်လိုင်းရင်ကအရှိရှိအတွက်တိုက်ပွဲဝင်နေခြင်းဖြစ်ပြီးတီးခန့်ပေးဖို့အခက်ကမြင့်တန်ရက်ခံပါရယ်။ဒီထက်မကအမြန်ဆုံးတော်လိုင်းရင်အဆုံးသတ်နိုင်ဖို့အတွက်ပြည်သူတွေအနေနဲ့လည်းတနိုင်တဲ့ဘက်ကလည်းတဏိတာအဖြစ်ပါဝင်ပြီး ီးကြဖို့စိတ်တက်မကြဖို့ဒီတော်လိုင်းကဆက်လက်အောင်မြင်နေတဲ့တည့်ရပီတည့်ရအနေနဲ့များတိုက်ပွဲအောင်မြင်မှုကရှိနေတယ်ဆိုတဲ့ဟာကိုသတင်းစကားပါလိုက်ပါတယ်လို့ချင်းညီနောင်တွင်ရမှုအဖွဲ့ဝင်ကပြောပါတယ်။ဒါကြောင့်ပြည်သူများကဆက်လက်တီးခံပြီးတော်လိုင်းမှာတက်နိုင်တဲ့ဘက်ကပါဝင်ပေးကြဖို့လည်း၎င်းကမြစ်တမ်းရခန့်ထားပါတယ်။ချင်းညီနောင်အနေနဲ့လည်းတခုတည်းသောတက်မတော်ဖြစ်ဖော်ဆောင်နိုင်ဖို့ကြိုးပမ်းနေပြီးနေမြေဒေသကာကွယ်ရေးချင်းပြည်စစ်ကောင်စီကင်းစင်ရေးမြန်မာတနိုင်ငံလုံးဆက်အာဏာရှင်စနစ်ချုပ်ငင်းပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့အတည်ပြုပါတယ်။ချင်းညီနောင် ဲ့မဟာမိတ်တွေကကျင်တွေးမတူပြီးမင်းတပ်ကံပက်လက်နဲ့ဖလန်းမျိုးတွေကိုသိမ်းပိုက်ထားတယ်လို့ဆိုပါတယ်။ ဇလက်တင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းကုန်ပြည်လမ်းပိုင်းမင်းလားမြို့နယ်အတွင်းတိုက်ပွဲမှာစစ်ကောင်စီရရှိများပါဝင်20ကျော်တိစုံနေကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းမင်းလားမြို့နယ်အတွင်းရခိုင်ပြည်လမ်းပိုင်းအပါဝင်နေရာချို့မှာဇွန်လ16ရက်နေ့19ရက်နေ့နေ့ရက်စတိုင်အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီမှဒုတိယဗိုလ်မှူးကြီးတအူခရိုင်ရဲတပ်ဖွဲ့မှမြို့မှစခန်းမှုအပါဝင်20ကျော်တိစုံကြောင်းတာယာဝရခိုင်အမှတ်သုံးတရင် P2383 ကသတင်းထုတ်ပြန်ပါတယ်။စတိယနီကလေးကစစ်ကောင်စီကကျွန်တော်တို့ရှိတဲ့နေရာတွေကိုစပိန်နေတာ16ရက်မှာစစ်ကြောင်းဒူးဝင်လာ လို့တိုက်ပွဲစဖြစ်တဲ့အဲ့ဒီနေ့မှာပဲအဓိကမရှင်ဖြစ်တဲ့ရန်ကုန်ပြည်လမ်းပေါ်မှာကားတွေကိုစစ်ဆေးနေတဲ့ဖွဲ့ကိုတိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ပွဲမှာဒုတိယဗိုလ်မှူးကြီးတယောက်နဲ့အရာရှိသေးတာပါလို့တာယာဝရီခရံအမှတ်သုံးတန်ရင် P2380 မှာရှဲပေါ်ဝီစကီကပြောပါတယ်ဇွန်လ16ရက်ညနေ4:20မိနစ်ခန့်မှာမင်းလားမြို့နယ်စိန်အိုင်ချောင်းပေါက်ကျင်းရွာကိုစစ်ကြောင်းထိုးလာတဲ့အင်အား60ခန့်ပါတယ်ခလာရတဲ့လောက်ခံစစ်တပ်နဲ့ပြူစောတီပူပေါင်းစစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူပေါင်းတပ်တွေကတိုက်ခိုက်ပြီးရင်နောက်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဒုတိယ ဘုံမူကြီးတပ်ဦးခရင်ရဲတပ်ဖွဲ့မှုမြို့မရဲစခန်းမှုတို့တင်ဆောင်တဲ့တိုက်ပွဲမှာရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်စစ်ကွင်းတာဆောင်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဖြစ်ကြောင်းရဲဘော်ဝီစကီကပြောပါတယ်စစ်ကူလာတဲ့ဖော်ကာဆိုရင်တစည်းလုံးပြုတ်တာ ကားကောင်းတဲ့က3ရက်စလုံးထိတယ်နောက်မှပါလာတာအကုန်ထိတယ်သွေးရီဆိုတာလေကားလမ်းမပေါ်မှာအများကြီးပဲလို့ဆိုပါရယ်တေဆုံးတဲ့ဒုတိယဗိုလ်မှူးကြီးမှာတာယာဝီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တေဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်းနဲ့တာယာဝီခရိုင်ရဲတပ်ဖွဲ့မှူးမှာဒုတိယရဲမှူးကြီးညာနာဖြစ်ကြောင်းသိရပါရယ်အသေးစိတ်ကိုတော့ဆက်လက်အတည်ပြုနေစေဖြစ်ပါရယ်ဒေသခံတွေနဲ့စစ်ဘက်တရင်အရင်မြင်စစ်ဘက်ရင်မြစ်တွေရဲ့အဆိုအရမင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲ၃နေရာမှာတာယာဝီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်းနဲ့အုပ်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင် ပုံမှုတို့လည်းတည်ဆုံကြောင်းသိရပြီးအသေးစိတ်အထိပြုစုနေဆဲဖြစ်ပြီးတရားဝရီကမှတ်သုံးတက်ရင် P2380 လို့တရီကသတင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။